ဝဘေးငလျင်ဘေးကြီးကိုဒါကျွန်တော်လက်ရှိပြည်သူလူထုခံစားနေကြရတဲ့ကိစ္စကြီးပေါ့နော်ဆိုတော့ယနေ့အထိလည်းဒါပြန်လဲထူထောင်ရေးမပြောနဲ့ကဲစေးတောင်မှာတိတိပပဟိုလုတ်ပေးနိုင်တာမျိုးတွေမရှိသေးဘူးဆိုတော့ဟိုဒီအခြေခံပေါ်မှာမူတည်ပြီးတော့နိုင်ငံတကာကဲစေးရေးတွေဝင်လာတာမျိုးတွေပါမျိုးတွေရှိတယ်။တို့ပဲနိုင်ငံတကာကဲစေးရေးတွေကိုအကုန်လုံးကိုလွတ်လပ်စွာဖြတ်တန်း သွားလာပြီးတော့ကုညီပေးခွင့်ကုညီခွင့်ပေးထားမျိုးမဟုတ်ဘူးဟိုကေဇယ်ရေးတွေဒါနိုင်ငံတကာကေဇယ်ရေးတွေဆိုတာလည်းစစ်ကောင်စီကိုပဲဘာပြက်လောက်ရလဲတင်ပြပြီးမှလာရမယ်စစ်ကောင်စီကခွင့်ပြုချက်ရမှလာရမယ်ဆိုတဲ့ကိစ္စရဲ့မျိုးတွေရှိတယ်ဆိုတော့နိုင်ငံတကာကေဇယ်ရေးတိုင်းဝင်ပြီးတော့ကြတော့ဒီတစ်ပါဝါဘေးကြောက်မှုလို့ဖြစ်ပြက်နေတဲ့ပြည်သူလူထုကိုကယ်ဆယ်ဖို့အတွက်အားလုံးကဝင်ဝင်ရရှိပထားပါဘူးဒါဒါတိတိပပပြောရမယ်ဆိုထိုင်ဝမ်နိုင်ငံရဲ့ဒီကယ်ဆယ်ရေးဆိုတော့ဝင်ရောက်ကယ်ဆယ်ခွင့်မရခဲ့ဘူးဆိုတော့ ဒါနိုင်ငံတကာရဲ့ကယ်ဆယ်မှုတွေရှိနေလားလို့မေးရင်လွတ်လွတ်လပ်လပ်နဲ့ဒါကယ်ဆယ်ခွင့်တွေတော့ရမနေဘူးအဲဒီကာလရေမှာအခုကျွန်တော်တို့ NUG အပါအဝင်ဒါပြရဦးအကုန်လုံးကဒါအပြစ်ခတ်ရက်စဲကြောင်းကြင်ညာလိုက်တယ်ပေါ့နော်ငလင်ဒီနေ့ဖြစ်ပြီးရနောက်မှာနောက်ရက်မှာချက်ချင်းဆိုသလိုထိုးစစ်တွေမှန်သမျှဒီရန်နာပြစ်ပါမယ်ဆိုပြီးတော့ကြင်ညာခဲ့တယ်ငလင်ဖြစ်ပေါ်ခဲ့တဲ့ဒေတာတွေပေါ့နော်ဒေတာတွေခရိုင်တွေပြောမှကျင်ညာခဲ့တဲ့အခါမှာဒါဟာပြည်သူပေါ်မှာ ထောက်ထားခဲ့တဲ့အရာတခုလို့ကျွန်တော်တို့ကတုံးသက်လို့ရတယ်ဒီအပေါ်မှာကျွန်တော်အနေနဲ့ဘာကိုပြောပြချင်လဲဆိုတော့အပြစ်ခတ်ရဆဲချောင်းကျင်ညာတဲ့အပေါ်မှာဒါနိုင်ငံတကာလည်းဒါစစ်ကောက်စီကိုပါအပြစ်ခတ်ရဆဲဖို့လုံးဝဖိအားပေးလာမျိုးတွေတွေ့ရတယ်ဆိုတော့ဖိအားအဲ့ရဖိအားပေးမှုအပေါ်မှာဒီငလင်လှုပ်ပြီးတော့လေးရမြောက်တဲ့နေ့မှာစစ်ကောက်စီကနေပြီးတော့အပြစ်ခတ်ရဆဲချောင်းကျင်ညာခဲ့တယ်ဆိုတော့ဒါကတော့ဟာသားတစ်ပုံပေါ့ ဟိုဒါအပြစ်ခတ်ရက်ဆဲကြောင်ကြီးညာခဲ့ပေမဲ့လေကျွန်တော်တို့မခွေတိုင်းပေါ့မြွနယ်တွေစကိုင်းငလျင်စကိုင်းဒေသစကိုင်းညက်မိုင်30ခန့်တော်ဝေးတဲ့မြို့မှုမြို့နယ်ကအလကပောက်ကိုစကြောင်ဖုံးဝင်ရောက်မှုတွေအများကြီးရှိခဲ့တယ်လူတွေတေဆုံးမှုရှိခဲ့တယ်6ဦးမှာပါမော်တာနဲ့နေ့စဉ်ပုံကျဲမှုတွေဒါစတိုက်ပြီးလုပ်ခဲ့တယ်ရင်းမြစ်ခရိုင်အတွင်းမှာရောနောက်ဆုံး ျွန်တော်မခွေးတိုင်းပေါ့မြွတ်နယ်မှာဒီငလျင်လှုပ်တဲ့နေ့မှာတည်းကဘယ်ရင်နဲ့ဘုံကျဲမှုဖြစ်စဉ်တွေအများကြီးရှိခဲ့တယ်။ငလျင်လှုပ်တော့ဆိုရင်လည်းဒါဖြစ်ပျက်တစ်ခုပေါ့ဗျာ။ဘာဖြစ်ပျက်လေးလဲဆိုတော့ဟိုအုံးဆိုတဲ့အတန်ကြာတော့လင်းနဲ့ဘုံလာချတယ်ထင်ပြီးတော့အပြင်မှာရှိနေတဲ့မိသားစုတစုလုံးကအိမ်ထဲကိုဝင်သွားတဲ့အခါမှာအိမ်ပြိုပြီးတော့အကုန်လုံးအသက်ပေးလိုက်ရတယ် ဆိုတော့ဒါဟာကျွန်တော်တို့တိုင်းပြည်ကငလင်ယိုတဘာဝဘင်္ဂလင်ရဲ့အထက်ဝီဟီယိုကိုကြောက်နေရတဲ့အဖြစ်တစ်ခုကိုရောက်နေတယ်အဲ့တော့နိုင်ငံတကာအနေနဲ့ကစစ်ကောင်စီနဲ့အတူတူငြိမ်းချမ်းယူပြီးတော့အပြစ်ခတ်ရစဲပါမယ်လို့ဂျာရီကနေဝင်ရောက်ညှိနှိုင်းပေးမယ်ဆိုရင်လေဒါကလုံးဝမဖြစ်မလာနိုင်တဲ့အနေထားတစ်ခု။ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့အခုလက်ရှိနိုင်ငံတကာရဲ့ဖိအားကြောင့်မို့စစ်ကောင်စီကပြစ်ခတ်ရစဲပါတယ်ဆိုပြီးကြေညာထားတော့လေ။နေရာဒေသအသီးသီးမှာ စ်ကြောင်းထိုးမှုတွေလေတဲ့ဘုံကျဲတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေဒါအပြင်အနည်းဆုံးသခိုင်းငလျင်သခိုင်းနဲ့မိုင်30ခန့်သာကောင်ရဲတဲ့ညမှုညွန်းနဲ့တော့မှဒါငလျင်လောက်ပြီးနောက်ရက်တွေမှာစစ်ကြောင်းထိုးပြီးတော့ဂျွာတွေမိရှို့တယ်ချောင်းမြို့နယ်အတွင်းမှာဒါချောင်းဆိုတာဒီသခိုင်းကိုကြွားတဲ့အញ្ញံလိုင်းပေါ်မှာဘုံဟာ ိုင်းပေါ့နော်မောင်မန်လေးလမ်းမကြီးပေါ်မှာတည်ရှိနေတဲ့မြို့နယ်တစ်မြို့နယ်ဒီလိုမြို့နယ်တွေပေါ်မှာစစ်ကောင်စီကထိုးစစ်တွေဆင်ပြီးတော့ပါအောင်မော်တာနဲ့ဝုံချတာကြီးနောက်ပြီးတော့ဒီဝမ်ပေါအောင်ကျင်းဒီစီမံကိန်းကနေပြီးတော့ဒီကြီးကားတွေမဖြစ်မနေတည်ယူတာကြီးဒါမျိုးစက်တိုက်စက်တိုက်လုံးဝရက်နာခြင်းမရှိပဲနဲ့ပြုလုပ်နေရရှိတခြားနိုင်ငံရဲ့လေရင်တွေဟာပြည်သူလူထုအတွက်အစာရေစာတွေပြည် ခုကိုကဲတင်ဖို့အတွက်အသုံးပြုကြပေမဲ့ကျွန်တော်နိုင်ငံကစစ်လေရင်နေရတော့ကျွန်တော်ပြည်သူလူထုတဘာဝဘေးအတွက်ကဲတင်တာမျိုးမဟုတ်ပဲねပြည်သူလူထုကိုပို့ပြီးတော့ကြောက်ရွံ့ဝင်ကောင်းအောင်လေဝင်ဟင်အားနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေရရင်ကျွန်တော်တို့အများကြီးခက်ဆက်ဆက်တွေ့လာရပါတယ်အဲ့အတွက်ကျွန်တော်တို့အာနာရှင်ကိုတော့အမြင့်ပြောင်းတိုက်ထုံးပါရမယ်အာနာရှင်နဲ့ကျွန်တော်ဇဝဲဝိုင်းမှာသွားပြီးညှိနေရအကြောင်းပါတစ်ခုမှမရှိဘူးအာနာရှင်ကဂရိတီရဲ့လူသားမျိုးတွေလည်း မဟုတ်နိုင်ငံတကာဖိအားကြောင့်မို့လို့အပြစ်ခက်ရဲဆဲပေးခဲ့တော့ကျညာချက်ကိုထုတ်ပြန်ခဲ့ပေမဲ့တကယ်မြေပြင်လက်တွေ့မှာအပြစ်ခက်ရဲဆဲမှုမရှိခဲ့ပါဘူးအဲ့ဒီအတွက်သိကြတယ်ကျွန်တော်တို့စပွဲဝိုင်းမှာထိုင်ပြီးတော့အာနာရှင်နဲ့အပြစ်ခက်ရဲဆဲဖို့ငင်းချင်ရေးစကားပြောဖို့ဆိုတာဘယ်နည်းနဲ့မှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တို့လိုချင်တာဟာပြည်သူကိုရှေ့ရှုတယ်ပြည်သူအစိုးရတရက်ကိုလိုချင်တာအခုကျွန်တော်တို့ရဲ့အန်ယူဂျီအစိုးရကိုကျွန်တော်တို့ပြည်သူအစိုးရလို့ ယုံကြည်ရဲ့ဒီတဘာဝဘေးကြီးမှာ ဖြစ်ဖြစ်ချင်းကျွန်တော်တို့ NUG အစိုးရကဗာကျင်ညာခဲ့လေအပြစ်ခက်ရက်စဲကြောင်းလုံးဝကျင်ညာခဲ့တယ်ထိုးစစ်တွေရန်နာပြစ်မယ်ဆိုပြီးတော့ကျင်ညာခဲ့တယ်ဒါဟာတိတိပပဖြစ်လာခဲ့တာပဲတိုင်းရင်သားဤအော်တွေတက်တွေအကုန်လုံးကလည်းဒီငလင်နဲ့ပတ်သက်ပြီးတော့ငလင်ဖြစ်ပွားရာဒေသတွေအားလုံးကိုထိုးစစ်တွေရန်နာပေးခဲ့ကြတယ်ဒါဟာပြည်သူလူထုကိုရှေ့ရှုခဲ့တဲ့တက်တွေတာ